ပညာရေးလောကမှာပေါ့နော်အခုတော်တော်အုပ်စုဖွဲ့နိုင်ရှင်းနိုင်နေပတ်သက်ပြီးတော့အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်တယ်ပေါ့နော်ဖြစ်လိုက်ပြီးဆိုတာနဲ့အဆရာဆရာမတွေကိုပဲပေါ့နော်တိုက်ရိုက်ပတ်သက်တယ်လို့ထင်နေကြတယ်ပေါ့အားလုံးမင်္ဂလာပါမျိုးတို့ရေမူကင် YouTube Channel ကြိုဆိုလိုက်ပါရဲ့ဒီနေ့တစ်ဆက်ပေးမဲ့သတင်းလေးက LINE မှာရန်ဦးမှာနာမည်ကြည့်နေပြောင်းပြမျိုးအထက်က6အကြောင်းလူတွေချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ DCM မှာတူဦးကလည်းပြောပြထားတယ်ကျွန်တော်တို့အခုကြည့်ကြည့်လိုက်အောင် စုဖက်နိုင်ကျင်နိုင်နဲ့ပတ်သက်ပြီးတော့အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ပညာရေးလောကကဖြစ်လိုက်ပြီဆိုတာနဲ့အဆရာဆရာမတွေကိုပဲပေါ့နော်။တိုင်ရိုင်ပတ်သက်တယ်လို့ထင်နေကြတယ်ပေါ့။အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ကလေးတွေကကျောင်းကဆရာမတွေကစာပေပညာရောလူမှုဘဝမှာဖြစ်သန်းမှုအတွက်ရောသင်ငန်းစာတွေကို ဘလောက်ပဲတင်ပေးတင်ပေးတင်ယူတဲ့ကလေးကိုယ်တိုင်ကမခံယူဘူးဆိုရင်အဲ့ဒီကျမတို့ရဲ့တင်ယူမှုဖြစ်စင်နေတာမအောင်မြင်ပါဘူးပြီးနောက်တစ်ခုကကလေးတွေအားလုံးဒီလူစီယာမိတိုက်စွာပုဂ္ဂဝါစရိယအမိနဲ့ဖအမိနဲ့အဖနဲ့စီကအရင်လာတဲ့အတွက်ကြောင့်သူတို့ရဲ့ကျမတို့ကစရိုက်တွေကိုကြောက်ရောက်လာရင်ပြင်ပေးပြင်ပေးလို့ရတယ် သူတို့ရဲ့ဗီဇတွေကိုကျမတို့ပြင်ပေးလို့မရပါဘူးနောက်တစ်ခုကဒီဖြစ်စဉ်တွေကအခုဖြစ်နေတဲ့ဖြစ်စဉ်တွေကဒီကလေးတွေလက်ထက်မှာဖြစ်တာမဟုတ်ပါဘူးကျမတို့တွေငငယ်ကြောင်သားဘဝတွေကဒီဖြစ်စဉ်တွေကအများကြီးရှိခဲ့မှုပါတယ်ဘာလို့လဲဆိုတော့ဖုံးမတုံးနိုင်တာရေဒီလောက်ကြီးလေမီဒီယာကကြကြပြက်ပြက်မရှိတာရေအတွက်ကြောင့်ဒီဖြစ်စဉ်တွေကိုမိပါတယ်အကျေတဝင်း မတိခဲ့ကြတာပေါ့နော်မိဘပြည်သူတွေအခြေအနေမတိခဲ့ကြတာပေါ့အခုကြမှာမီဒီယာခက်ဖြစ်တဲ့အတွက်ကြောင့်မိဘတွေအကုန်သိတယ်ပေါ့နော်ပြောရမယ်ဆိုရင်ဖုန်းတွေကိုအလွယ်တကူတုံးဆွဲခွင့်ပေးလိုက်တဲ့မိဘတွေမှလည်းအများကြီးတောင်းရှိပါတယ်အခုဖြစ်ဖြစ်နေတဲ့အဖြစ်အပျက်တွေမှဆိုရင်လည်းသူကပညာရေးစနစ်ကြောင့်လို့ထင်တယ်ကျမတို့ရဲ့ပညာရေးစနစ်ကအရင်ကောင်းတယ်ဘာဖြစ်လဲဆိုတော့ပညာရေးစနစ်က ကောင်းလွန်းတဲ့အတွက်ကြောင့်မိဘရောဆရာရောကျောင်းသားရောသုံးသုံးဖလှယ်စတော့ကတိုက်ရိုက်ပါဝင်ပူပေါင်းဆောင်ရွက်မှတာအခုလိုမျိုးဖြစ်စင်နေမှာကျမတို့ကအချိန်မီတယ်ဖြည့်ရှင်းနိုင်မယ်အခုလိုမျိုးဖြစ်စင်နေကိုလည်းအဖြစ်အောင်ကျမတို့ကထိမ့်သိမ်းနိုင်မယ်ခလေးတွေကိုလည်းဘာဖြစ်လဲဆိုတော့ ကာကွယ်ဆန့်ရှောက်ဖို့အတွက်ကလေအချိန်မီပြုလုပ်နိုင်မယ်မိဘရောဆရာရောကျောင်းသားရောကချိတ်ဆက်မမိဘူးပါဝင်ပတ်သက်မှုအားနည်းမယ်ဆိုရင်ဒီဖြစ်စဉ်တွေကနောက်တတ်တတ်တတ်အများကြီးဖြစ်လာဦးမှာပါဆရာဆရာမတွေအတွက်ဘာလို့လိုအပ်လဲ အလုံးကပြောကြတယ်ဆရာဆရာသမားသူတာတဲ့နာသုံးနာနဲ့ပြည့်စုံရမယ်တဲ့။ဝါဒနာအနစ်နာသေဒနာပေါ့။ဒီအလုံးမှာဝါဒနာလည်းရှိရမယ်။ပြီးရင်ကိုတပည့်တွေသူအနစ်နာလည်းခံရမယ်။ပြီးရင်ကိုတပည့်တွေတိုးတက်ဖို့သေဒနာလည်းခါရမယ်ပေါ့။နာသုံးနာလေ။နောက်တဲ့နာတနာလူသေးတယ်။အဲ့ဒါကဘာလဲဆန့်နမူနာပေါ့။ဆရာဆရာသမားသူတာကကြတော့ကိုတပည့်တွေသူဆန့်နမူနာဖြစ်ရမယ်။ အဲ့ဒီသဏ္ဍာန်မနာအရေးကြီးဆုံးအရာပဲ။ဘာကြောင့်လဲသူတို့ကျင်စိတ်ပညာမှာလူတယောက်ကိုလေသုံးမဩဝါဒအပိဒါထက်အပြုမှုကောင်းတွေကိုအတူယူတော့အောင်လောက်တာကအကောင်းဆုံးပဲတဲ့။ကိုကကောင်းတဲ့အပြုမှုတွေလုံးမှကိုတပည့်ကဒါကိုအတူယူမယ်။အာအဲ့ဒါကိုပြောတာ။အဲ့ဒါကိုသဏ္ဍာန်မနာခေါ်ပါလေ။တကယ်တော့နာလေးနာနဲ့ပြည်တော်မှာဆရာဆရာမဆိုတဲ့ဘွဲကိုရတာဖြစ်ပါလေ။ ီစာတင်ပေးုံနဲ့မရပါဘူးပြီးတော့မြတ်စွာဘုရားကလည်းအသက်လဲတင်ပဲ့ပြင်ဆုံးမတိပ္ပံမချံဘေးရန်စီတာတင့်ရအပ်ဖို့တရားတို့ကျင့်ဖို့ငါးပြဆိုပြီးတော့ဟောထားတာရှိပါတယ်ဘုရားဟောတာကိုမန္တလေးခေတ်ကတင်ကတာဆရာတော်ကြီးကစံပုတ်လေးကြပြလေးဖွဲ့တာဖြစ်ပါအတက်လေတင်ပြရမယ့်အပြင်တပည့်တွေရိုင်းတိုင်းနဲ့အပြုအမူတွေရိုင်းတိုင်းနဲ့အပြောအဆိုတွေရိုင်းတိုင်းနဲ့အသွေးအခေါ်တွေကိုရှင်ကြီးလာအောင် လမ်းမှန်တက်ပြရမှာပြီးရင်ဘေးအန္တရာယ်ကိုလည်းမဖြစ်အောင်ကာကွယ်ပေးနိုင်ရမှာပြီးရင် ကိုကကိုတပည့်ကအရင်ညံကောင်းလို့ရှိရင်ကိုနဲ့မနိုင်ဘူးဆိုရှင်ကိုတပည့်ကလည်းအရင်ညံကောင်းတဲ့တပည့်ကိုသူနဲ့တင့်တော်များဆရာကြီးကိုပို့ပေးရညီမလည်းငါ့ပညာရေးမှာဘာလို့အပ်တယ်လဲဆိုလို့ရှိရင်ညံကောင်းတဲ့ကလေးတွေအထူးအသီးသင်မရှိဘူး အရန်ကြီးညာရင်နေပါတဲ့သူတွေတက်တယ်အထူးအသီးတင်မရှိဘူးအကုန်လုံးကတပြေးညီတည်းတင်တာအဲ့ဒါညာကောင်းတဲ့သူတွေကဘာဖြစ်တယ်လဲဆိုရင်သူတို့ကဒီတင်ကနာအရန်လွယ်နေတယ်ဘယ်တော့မှသူချင်းသူ့ရဲ့အချိန်နေမကုန်တော့ဆရာဆရာမဆိုတာကကြတော့လုပ်ပေးရတယ်မလုပ်ပေးရင်သူ့ရဲ့ညာရင်ညာသွေးတွေကအောက်ကိုကျသွားတော့ဒါဥစဉ်တို့မြန်မာနိုင်ငံပညာရေးမှာဒီအချက်ချက်ပေါ့ တွေစကားပြောလိုက်ရင်တရှိတွေအလိုလိုနှုတ်ဆက်ပေးရတယ်တမဲတွေအသက်ဝင်လာရင်တမဲတွေလှုပ်ရှားလာရင်အမှန်တရားတွေကအလိုလိုဖုံးကွယ်ပေးရတယ်ဒါမဲ့အမှန်တရားကတော့အမှန်တရားပဲနော်တမဲရီစကားပြောလာလို့အမှန်တရားပြောက်သွားတဲ့ဆိုတာထုံးလံမရှိဘူးတာဘောရေကြော်တယ်ဆိုတာ ထုံးစံမရှိသလိုမျိုးပဲအမှန်တရားကတော့အမှန်တရားပဲကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့စကားနိုင်လူရင်ပြောတဲ့စကားတစ်ခွန်းရှိတယ်မင်းအနိုင်လိုချင်တာလားအနိုင်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒါအမှန်တရားမဟုတ်ဘူးအမှန်တရားတတ်တတ်ရှိတယ်ကျွန်တော်အမြဲတမ်းပြောနေလို့ပဲပေါ့ကွာ ခုတစ်ခေါက်ကတော့ကျွန်တော်ဒီစကားကိုကြုံလို့ပြောလိုက်သေးတယ်။မှားနေတာကိုတည်တည်နဲ့ကျွန်တော်တို့လက်ခံရင်အမှားလုပ်တဲ့လူကိုကျွန်တော်တို့အားပေးသူဖြစ်နေမှာပေါ့။ Sorry ရယ်။အမှားလုပ်တဲ့လူကိုအားပေးအောင်ကျွန်တော်တို့ကထမင်းစားကြည့်တာလေ။ကောက်စားကြည့်တာမဟုတ်လား။ဟုတ်လား။အဲ့တော့ဟွန်း ုံတောင်မကောင်းပါဘူးဗျာတုံတောင်မကောင်းပါလေဟေးဒီလိုပဲဗျတမေစကားပြောတာတော့တရှိတယ်နောက်ဆုတ်ပေးရတော့အချိန်တိုင်းတာတစ်ခုလောက်ထိပါပဲအားလုံးပြည်တယ်သွားမှာပါဘယ်ကိစ္စမဆိုအချိန်တိုင်းပြီးသွားတဲ့ကိစ္စတွေကြီးပါပဲကျေးဇူးတင်ပါတယ် ဝင်ပြီးနဲ့ကြီးတယ်ဆိုတော့ကောင်းကောင်းတိထားလို့မစ်ဆင်ရင်လို့ရတာပေါ့ကျေးဇူးပါသမီးလေးနဲ့ပတ်သက်ပြီးတော့လေသမီးလေးနဲ့ပတ်သက်ပြီးလူတွေကစိတ်လောနေတယ်ဆိုတာကျမနားလေတယ်နော်ကျမဆိုရင်နှစ်ရက်တိတိ Facebook ပေါ်ဒီဒီ TikTok ပေါ်တက်မလာဘူးဘာဖြစ်လဲသိလားကျမစုံစမ်းနေတယ်ကျမမသေးချာတဲ့အလုပ်တစ်ခုကိုကျမမလုပ်ချင်ဘူးအပေါ့ဝါကနေမျက်နှာငယ်နေပြီးတော့လှက်ပြန်လာမယ်အလုပ်မျိုးကိုကျမမလုပ်ချင်ဘူး နော်ကျမတို့ကဘလောက်ပဲလောလောကာကတ်ချင်အမြင်ဖြစ်တဲ့လူကကျမကတော့ရပါတယ်ကျမကတော့ဒီအမှုကိုကြေးရပါတယ်ဆိုကျမသေးပြီလေကျမတို့သေးပြီလေကဲပြောသူ့မှာထွက်မပြကျင်တဲ့ကာကတ်ချင်မိမကထွက်မပြကျင်တဲ့အရာမျိုးတွေရှိနေလို့ကျမကကြေးရပါတယ်လို့ပြောလိုက်ရင်ကျမတို့ကဘာမှမသက်ဆိုင်တဲ့မိမတွေကဘာလို့ပေးနိုင်မှာလဲနော်နော်သူတို့မှလည်းသူတို့အကြောင်းကိစ္စနဲ့အညီဒီကိစ္စကိုလုံးဝ ဟိုလက်လျှော့ထားတာလည်းဖြစ်ကောင်းဖြစ်မှာပဲလေနော်အဲ့တော့အဓိကလေကျမကလေအဲ့ဒီဟိုဟိုမနိုင်တဲ့ရေပုံးကိုထမ်းလာတဲ့အချိန်မှာကျမတို့ကအော်အမရေလေးတယ်ကျမထမ်းပေးမယ်လို့ထမ်းရတာအဲ့ဒါမျိုးမဟုတ်ဘူးနော်သူရေပုံးနဲ့လေးလေးပင်လာတာကိုကျမတို့ကကျမတို့ခွန်အားနဲ့ထမ်းရတာမျိုးမဟုတ်ဘူးကျမတို့အเจ้าကိုသွားမယ်ဆိုရင်တောင်မှနော်မှတ်တိကျတဲ့ဘက်ပြိုင်တဲ့အရာမျိုးဟို ြစ်စေခြင်းနဲ့ဆိုရင်တော့မှအဲ့ဒီအားထားက၆ကိုသွားမယ်ဆိုရင်အဲ့ဒီအားထားက၆တဲ့ကြီးမှုတဲ့တောင်းအောင်ကြီးရဲ့အတိလိုအပ်တဲ့နော်အကူအညီတွေလိုအပ်တဲ့တိကလာနော်ရဲစခန်းရဲရင်ပိုင်လို့ဆိုအနည်းဆုံးစခန်းမှုနဲ့တည်တည်နဲ့နော်မဟုတ်ရင်ကျမတို့ကအပေါက်ဝါးကနေမျက်နှာငငယ်နဲ့လှည့်ပြန်လာမှာအဲ့ဒီအတွက်လေအဲ့ဒီအတွက်လူဝတ်ချက်ချိတာလေးတွေကျမတို့လိုက်ပြီးစုဆောင်းနေတယ်ကျမလိုက်စုဆောင်းနေတယ် တည်လားအဲအဓိကကာယကံရှင်မဲ့ကာယကာယကံရှင်ကနေပြီးလို့ရှိရင်နော်ကာယကံရှင်ကနေကျွန်မကျင်납ပါတယ်ဆိုဒီအမှုကျွန်မတို့ဘာမှမတတ်နိုင်ဘူးတည်လားကာယကံရှင်မင်းမင်းနဲ့လည်းအဆက်အသွယ်ရဖို့အတွက်ကဂျားလူနဲ့ပဲတချင်းဆက်နေရတယ် ်အမေနဲ့အဆက်အသွယ်မရနိုင်သေးဘူးเนาะဂျားတွေကနေပြီးတော့ဂျားလူတွေနဲ့ပဲပြောပြောနေရတဲ့ကာလပဲနောက်ပြီးကျမတို့မှလူမမယ်ကလေးတွေရှိတယ်နော်ဟက်ချလောင်းဆိုပြီးတော့ပြီးသွားတာမျိုးမဟုတ်ဘူးကျမနဲ့လည်းအမျိုးတော်နေရာမဟုတ်ဘူးကျမနဲ့အမျိုးတော်လို့ကတော့ဒီပွဲကမိုးမီအကောင်မိုးတက်မိုးမီတက်လောင်ပြီပဲနော်အပေါ်ထိကျမအပေါ်ထိမီတက်ချုပ်ပြမှာကျမဘယ်သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျမတို့မှာဘာမှမသိပဲနဲ့ကျမတို့ကပြင်ပပြင်ပရဲ့မေမေတွေပဲဖြစ်နေတာအဲ့ဒီတော့ကိုလုံးချင်တယ်လို့လုံးလို့မရဘူး နော်အနိုင်ရချင်တဲ့ဟေးဆိုလို့ရှိရင်ဥပဒေနဲ့အညီအကြောင်းလျော်တိုက်ဆိုင်စွာလိုအပ်တယ်ကျမတို့မှာအဲ့ရစိတ်မလို့ကြပါနဲ့နော်ဒါဒီအမှုကဒီတိုင်းအီယောအီယောနဲ့မပြီးအောင်ကျမတို့မိဖပြည်သူမိမေတွေကကျမတို့ကအကူအညီပေးရမှာကျမတို့လိုက်ပါဆောင်ရွက်ရမှာဒီလိုမျိုးဖြစ်စင်နေအများကြီးပဲမယုံရင်စီးလိုက် ဟုတ်ကဲ့ပါမျိုးရေကျွန်တော်တို့ view file ကတော့ဒီလောက်ပါပဲဒီ view file ကတော့များများကနင်းနာသူចောင်းသူလေးအတွက်ဒီတရားမျှတမှုရရှိအောင်ခြားသောចောင်းသူចောင်းသားတွေမိမိတွေကအကူအညီပေးဖို့လည်းဆောင်ရွက်နေကြတယ်အကြောင်းရင်းပြည့်စုံလို့မသိရသေးပါဘူးဗျနောက်ထပ်သိရလို့ရှိရင်လည်းထပ်တင်ပေးပါဦးမယ်ဒီ view file လေးလည်းအများသူငါသိရလို့ like and share လေးပြုလုပ်ပေးဖို့တက်ဆစ်ချင်ပါတယ်ကျွန်တော် channel နဲ့ဘိုးတုတရရတဲ့အကြောင်းနဲ့ဆယ်လီတရင်အစ်တတွေကိုမြင်ရင်တဆက်ပေးပါမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဗေးနာ notification bell လေးကိုပါနှိပ်ခဲ့ပေးဖို့တက်ဆစ်ချင်ပါတယ်ကျွန်တော် channel အပိတ်ကြည့်ရှုသူတရားချင်ညာကျေးဇူးများတင်ပါတယ်နောက်ထပ် view ကပြန်ဆုံရမယ် entrar